ချင်းပြည်နယ်ဗမော်မြို့မှာဒီဇင်ဘာလ၄ရက်နေ့ကတည်းကစတင်ခဲ့တဲ့ဗမော်တိုက်ပွဲဟာအပြင်းထန်ဆုံးအခြေအနေကိုရောက်ရှိနေပြီးချစ်ကောင်စီဟာလေးချောင်းကအဓိကထံတိုက်ခိုက်နေတယ်လို့သိရပါဗျ။ကချင်လွတ်လပ်ရေးတပ်မတော် KIA ရဲ့ပိတ်ဆို့မှုကို ခံထားရတဲ့ချစ်ကောင်စီတပ်ဟာပြီးခဲ့တဲ့မေလ၅ရက်နေ့ကရဟတ်ရင်၃ဆင်းနဲ့စစ်စင်ရေးကုကဲမှုဌာနချုပ်စကက27အတွင်းကိုစစ်ကူအင်အားတွေပို့ခဲ့တယ်လို့သိရပါဗျ။ ရဟရင်သုံးဆင်းနဲ့ပို့တဲ့စစ်ကူကြောင်းနဲ့တော့တိုက်ပွဲတစ်ပွဲဟာတိတိတသာပြောင်းလဲမှုမဖြစ်ပေမဲ့စစ်ကူပို့ကွင်လမ်းကြောင်းဖွင့်သွားတဲ့အတွက်စစ်တပ်ဘက်ကအားတက်သွားနိုင်ပါတယ်လို့ CDM ဘူကြီးဇင်ယောက ARD Times ကိုပြောပါတယ်စစ်ကောင်စီဟာဗမော်တိုက်ပွဲကိုမင်းကောင်စစ်စင်ရေးလို့အမည်ပေးပြီးလေကြောင်းပစ်ခတ်မှုနဲ့ဒရုန်းဘုံသုံးပြီးအဓိကထားတိုက်ခိုက်နေရာစကခမူဟာဌာနချုပ်အတွင်းအခြေပြုခံစစ်ဆင်ပြီးပြန်လည်တိုက်ခိုက်နေတယ်လို့သိရပါတယ် ခင်းရန်လက်နက်တိုက်ကိုလည်းနှစ်နေရာခွဲတူလောင်သိမ်းစီထားပြီးဌာနချုပ်ယုံအတွင်းမှာလည်းအရန်ခင်းရန်တွေကြိုတင်စုဆောင်တူလောင်ထားတယ်လို့စီရေးသတင်းရှင်းမြစ်ကအတည်ပြုပါရယ်ဗမော်တိုက်ပွဲမှာစစ်ကောင်စီရဲ့စကခ21နဲ့ခလာရ၄ခုတို့ကိုဗဟိုပြုတိုက်ခိုက်နေတာဖြစ်ပြီးစကခ21နဲ့ပတ်လည်-ဝင်းကျင်အတွင်းရှိစစ်ကောင်စီတပ်ရင်းတပ်စခန်းတွေကို KIA ကပိတ်ဆို့တိုက်ခိုက်နေတာဖြစ်ပါရယ်